ားလုံးပဲမင်္ဂလာပါရှေးဥစွာဖျားကြီးခြေစိုးတို့ကိုချီးမွမ်းပါတယ်ခွန်အာယူစရာဝိညာဉ်အစားအစင်စင်မှပြန်လဲကြိုးဆိုလိုက်ပါတယ်ဒီကနေ့ဖယားရဲ့နောင်တကိုဖြစ်ပေါ်စေတော့နောင်တဆိုတဲ့ကောင်းစင်အောက်မှာပြန်လဲစင်ချင်းခွန်းချက်ရအောင်ဖယားတခင်ဟာလူကိုဖျက်ဆီးဖို့မဖျက်ဆီးဖို့ပါဝါအပြည့်ရှိတဲ့ဖယားတခင်ဖြစ်ပါတယ်ထိုဖယားဟာနောင်တရတတ်တဲ့ဖယားလေဖြစ်ပါတယ်သူဖန်ဆင်းထားသောလူတွေသူရွေးကောက်ထားတဲ့လူမျိုးတွေသူ့ကိုယုံကြည်လက်ခံသောသူ့ရဲ့သားသမီးတွေသူ့စကားအတိုင်း သူ့အလိုတော်အတိုင်းအသက်မရှင်ဘူးဆိုရင် သူဖန်ဆင်းထားတာသူရွေးကောက်ထားတာနောင်တရတယ်လို့ပြောတဲ့ဖရာဖြစ်ပါလေထိုနည်းသူဒူးဆိုက်ကိုရှောင်းပြီးစစ်မနဲ့နောင်တနဲ့သူ့ထံခိုးလုံရင် သူ့အလိုတော်အတိုင်းအသက်ရှင်ရင်လူကိုဖျက်ဆီးဖို့ဖြစ်တော်လေနောင်တရတဲ့ဖရာဖြစ်ပါလေဖရာရဲ့နောင်တကိုဖြစ်ပေါ်စေသော သူဟာတရိษံအကောင်တွေမဟုတ်ပါလူပဲဖြစ်ပါလေဒီနောင်တနှမျိုးထဲမှာတင်နေကျွန်တော် ဖယားတခင်ဘယ်နောင်တကိုရဖို့ယနေ့တင်အသက်ရှင်လှုပ်ဆောင်နေပါတလေဒီနေ့တင်ကိုရွေးချယ်ထားတာဟာဖယားနေ့စဉ်ပြောဖို့တာဖြစ်ပါလေဖယားပျော်ရွှင်သောလောက်ရကဘာတွေလဲလူရဲ့နောင်တဖြစ်ပါတယ်အခြေပြုကျမ်းကိုဖတ်လို့ပါလေရှင်လူကခရစ်ဝင်ကျမ်းအခန်းကြီး73အခန်းငယ်3တာ၍အပြစ်ရှိသည်မဟုတ်တင်တို့ရှိသည်မြသည်လေနောင်တမရလျင်ပျက်စီးခြင်းတို့ယောက်ျားလိမ့်မည်ဟုငါဆို၏ ယေရှုနောက်လိုက်အချို့ကမေးကြပါတယ်အသေးဆိုးနဲ့တေတော်သူလူတတ်လို့တေတော်သူများဟာတာရွက်အပြစ်ရှိလို့တေရတာလားအပြစ်အရာများလို့လားဆိုတဲ့မေးခွန်းကိုပြန်ဖြေထားတဲ့ကြမ်းချက်လေးဖြစ်ပါတယ်တခင်ယေရှုရဲ့ကြမ်းချက်စကားလေးဟာ နောင်တရဖို့အလေးထားပြောနေတဲ့စကားလေးဖြစ်ပါတယ်ကဲတင်ချင်းနဲ့ပတ်သက်ပြီးစစ်မှန်တဲ့နောင်တနဲ့ယုံကြည်ခြင်းလိုအပ်တယ်လို့ခရိယအတ္တတာမှာလည်းနောင်တနဲ့ယုံကြည်ခြင်းလိုအပ်ပါတယ် ကယ်တင်ခြင်းဆုံးရှုံးမှကြောက်လို့စိုးရိမ်လို့နေစဉ်နောင်တနဲ့ယုံကြည်ခြင်းဖြင့်အသက်ရှင်ခြင်းမျိုးမဟုတ်ပါ ခရိယန်တယောက်အနေနဲ့အသွေးအသားခန္ဓာနဲ့အသက်ရှင်နေရတာဖြစ်လို့နေစဉ်မားနိုင်ပါတယ်ဖရားတခင်ကယုံကြည်သောသူများကိုဖရားသားလို့မြင်ပေမဲ့လည်းလောကမှာအသက်ရှင်နေသည့်မာတပ်ပါသောကြောင့်ဖရားကနောင်တနှင့်ယုံကြည်ခြင်းကိုတောင်းဆိုနေခြင်းဖြစ်ပါတယ်။ဖရားသားသမီးများ မမားတတ်တော့ဘူးမမားတော့ဘူး အပြစ်မလောက်တတ်တော့ဘူးဆိုရင် နောင်တနဲ့ပတ်သက်ပြီးကျန်းစာမှာဖော်ပြเสียအကြောင်းမရှိတော့ပါဘုရားတခင်ဟာကဘာပေါ်ရှိလူတွေတာမကယုံကြည်သူတွေကိုလည်းနောင်တရစေချင်တာဖြစ်ပါတော့ကြောင်းဒီနေ့ဒီနေ့ကျွန်တော်အသက်ရှင်နေရတာပါငါအပြစ်မလောက်ထားဘူးငါဘုရားသားသမီးပဲငါဘုရားနဲ့အမြဲမှန်ကန်တယ်ငါနောင်တရစရာမလိုဘူးယေရှုခရစ်တော်အဖင်ငါဟာလွတ်မြောက်တော်သူဖြစ်တယ်လို့ပြောနေရင်ခံယူနေရင်မားသွားပါလိမ့်မယ် မိမိရဲ့မနောကိုဖျားရှိလူအများရှိမညာပါနဲ့ဖျားရဲ့နောင်တကို ဖြစ်ပေါ်စေတာဟာမိမိရဲ့နောင်တဖြစ်တယ်ဆိုတာမမေ့ပါနဲ့ဒီကနေ့ဖျားတခင်ထံဆူတောင်းတဲ့အခါမှာဘယ်လိုဆူတောင်းတာလဲ partial လို့လားအခွန်ခံလို့လားဆူတောင်းတဲ့အခါမိမိရဲ့အမားကို အရင်ဦးဆုံးတောင်းပန်ရတာပါဆူတောင်းတဲ့အခါမှာနည်းဆုံးအဆင့်၃ဆင့်ပါပါစေပထမအချက်ဝန်ချတောင်းပန်ပါဒုတိယအချက်ကျေးဇူးတော်ချီးမွမ်းပါ တတိယချက်မိမိမှာလိုအပ်နေသောအရာများကိုတောင်းပါတချို့စုတောင်းတဲ့အခါမှာဝန်ချတောင်းပန်ခြင်းမပါဘဲကိုလိုချင်တဲ့အရာပဲတောင်းကြသလိုတချို့ကတော့ကျေးဇူးတော်မချီးမွမ်းဘဲစုတောင်းတကြပါလေဖရာသခင်ဟာတင့်ရဲ့စုတောင်းတန်ကိုအရင်ဆုံးချိန်တာမဟုတ်ပါတင့်ရဲ့နှလုံးသားကိုအရင်ဆုံးချိန်နေတာဖြစ်ပါတော့ကြောင့်မိမိမနောကိုမညာတာအရင်နှုတ်ကပတ်တော်နဲ့စစ်ဆေးပြီးစုတောင်းပါတချို့ကပြောပါလေယေရှုကတောင်းခိုင်းလေခောက်ခိုင်းတဲ့ ရှာခိုင်းတယ်။ဒါကြောင့်ငါတို့ဟာတောင်းရှာခောက်ရမှာပေါ်ဆိုပြီးနှလုံးသားကိုနှုတ်ကပတ်တော်နဲ့မချိန်ထိုးပဲပေါ့ပေါ့တန်တန်ဆူတောင်းနေတဲ့ခရိယန်တွေများလဲအများရှိနေပါပြီ။မားတယ်လို့ပြောချင်ပေမဲ့လည်းနှုတ်ကပတ်တော်အားဖြင့်မှားနေပါလေ။တင်းရဲ့ဆူတောင်းတော့အရာကိုရစေတာမရစေတာဟာတင်းရဲ့စက္ကလုံမဟုတ်ပါတင်းရဲ့နှလုံးသားအားဖြင့်သာဖြစ်ပါလေ။တချိန်ကနိနဝေမျိုးသားတွေကိုဖျက်ဆီးဖို့ဖခင်ကစီစဉ်ခဲ့ပါတော့လေဖခင်ကဘာကြောင့်မဖျက်ဆီးရတာလဲ ဖះဟာဂတိတည်တဲ့ဖះပြောတဲ့အတိုင်းလုပ်တဲ့ဖះမဟုတ်ဘူးလားဟုတ်ပါတယ်ဒါဆိုရင်ဘာကြောင့်ဖះကနောင်တရခဲ့ရတာလဲဘာကြောင့်မဖြစ်စီခဲ့ရတာလဲနေနွေဘယင်မစပီးမြို့သူမြို့သားအားလုံးမိမိရဲ့အပြစ်တွေကိုမြင်ပြီးနောင်တနဲ့အစာရှောင်တိုးဝင်ခဲ့ခြင်းအပြင်ဖြစ်ပါတယ်ဖះရဲ့စိတ်တဘောကိုပြောင်းလဲလိုက်တာဟာလူရဲ့နောင်တဖြစ်ပါတယ်ဒီနေ့ဖះသားလို့ပြောပေမဲ့လည်းနေစဉ်အသက်ရှင်တဲ့အခါမှာမားနိုင်တယ်ဆိုတာကိုလုံးဝမမေ့ပါနဲ့ နေစင်းနောင်တနဲ့တိုးဝင်ပါတချို့ယုံကြည်ခံယူချက်ကတော့တောင်းပန်စရာဝန်ချစရာမလိုတော့ဘူးလို့ပြောချပေမဲ့လည်းလောကမှာအာယုံ၅ပါးနဲ့အသက်ရှင်နေသရွေ့နောင်တနဲ့တောင်းပန်ဖို့အရေးကြီးပါတယ်။တမာကျန်းစာကလည်းဒီလိုပဲပြောထားပါတယ်။တေယောတိ930ကိုဖတ်လို့ပါတယ်။ကိုအပြစ်တို့ကိုဖော်ပြတောင်းပန်ရင်ငါတို့အပြစ်များကိုလွတ်၍ဒုစရိုက်ရှိသမျှနှင့်ကင်းစင်စေခြင်းကဖရာသခင်သည်တစ္ဆာတရားနှင့်၎င်းဖြောင့်မတ်ခြင်းတရားနှင့်၎င်းပြေဆုံးတော်မူ၏။ သူစီကိုမပြုတ်ပြီးဟုငါတို့သည် ဆိုလျင်ဖျားသခင်ကိုမူတာအပြစ်တင်ကြ၏နှုတ်ကပတ်တော်သည်လည်းငါတို့၌မရှိလို့ပြောပါလေသူစီအပြစ်လုံနိုင်ပါသေးတယ်ဤကျမ်းစကားလေးကိုမမေ့ပါနဲ့နေစဉ်နောင်တနဲ့ယုံကြည်ခြင်းတွဲပြီးအသက်ရှင်ကြရအောင်ဖျားသခင်ပေးမယ့်နေစဉ်ကောင်းကြီးကိုရရှိဖို့နေစဉ်စစ်မှန်တဲ့နောင်တနဲ့စစ်မှန်တဲ့ယုံကြည်ခြင်းတွဲပြီးအသက်ရှင်ခိုက်ခြင်းတုံကြရအောင်လို့အနည်းငယ်ခွန်အားပေးပါစေ ဂျာနာသူရောက်တိုင်းပို့ဖျားကောင်းချီးပေးပါစေ။